အရာရှိဒိုင်ယာနာဦးစီးတဲ့ရဲတပ်ဖွဲ့ဟာတရင်ရမူရစင်းများစွာတည်ယူလာတဲ့ကားတစ်စီးကိုအမိဖမ်းနိုင်ဖို့ကြိုးစားနေကြပြီးတော့တပတ်ကလည်းလုံးဝအမိမခံပဲရဲကားတွေကိုဖြတ်တိုက်ချပစ်ကာထွက်ပြေးလွတ်မြောက်ဖို့အတွက်အသေးအံကြိုးစားနေပါလိမ့်အချိန်တော်ကြာတဲ့အထိမြို့ထဲမှာတရကြမ်းမောင်းနေပစ်ခတ်နေခဲ့ကြရင်ကနောက်ဆုံးမှဒိုင်ယာနာတယောက်ကားချင်းမျက်နှာချင်းဆိုင်ကဘက်ကီယာတရကြမ်းဆုပ်ရင်းတပတ်ရှင်မောင်းရင်အဖူးတဲ့တဲ့ကိုပြစ်သွင်းလိုက်နိုင်ပါတော့တယ် ဖန်စီရမိတဲ့ကားထဲမှာရူဘီတန်းထောင်ချီတန်တဲ့မွေးရဆေးကီလို1000နီးပါးပါရှိညာဖြစ်ပြီးဒါသမိုင်းတစ်လျှောက်အများဆုံးဖမ်းမိလိုက်ချင်းလည်းဖြစ်ပါလေကားနဲ့တူပါလာတဲ့လူစု9ယောက်ကိုလည်းဖန်စီထိန်းသိမ်းလိုက်ပြီးတော့ဒီလောက်များပြားတဲ့မွေးရဆေးတွေကိုလတ်လွတ်လိုက်ရတဲ့မွေးရခိုင်းကဘယ်အနည်းနဲ့မှဆုံးရှုံးခံမှာမဟုတ်မှန်းကြိုတွေးလိုက်မိတဲ့ဒိုင်ယာနာဟာအဲ့ဒီမွေးရဆေးအားလုံးကိုရဲစခန်းအောက်မှာရှိတဲ့လွတ်ဝလိုင်ကောင်းကြီးထဲမှာဖွက်ထားလိုက်ပါလေအဲ့ဒီလိုင်ကောင်းကြီးကိုကိုလိုနီခေကလေးကစစ်ဘေးရှောင်မှုပြုလုပ်ထားခဲ့တာဖြစ်ပြီး အလွန်တရာမှခိုင်ခန့်နဲ့ကြောက်တုံးနေတဲ့တိဆောက်ထားတာမဟုတ်လို့စိတ်ချရတဲ့နေရာတစ်ခုဖြစ်ပါလိမ့်ဒိုင်ယနာကသူ့တပည့်တွေကိုဒီမူအစ်စေဖွက်ထားတဲ့နေရာကိုဘသူစီကမှမပေါက်ကြောက်တော့အထူးသတိထားကြမယ်တလောင်များတဲ့မူအစ်စေတွေကိုသူတို့လက်လွတ်ခံမှာမဟုတ်ဘူးငါတို့စီကမှဖိတ်ခေါ်တဲ့ဧည့်သည်တွေချိန်မွေးရောက်လာနိုင်တယ်လို့ပြောလိုက်ပါလိမ့်ခြေသားတယောက်ကတရတန်ရထားတဲ့ဒိုင်ယနာကိုအိမ်ပြန်ပြီးတော့နားယူတင်ကြောင်းပြောပေမဲ့ဒိုင်ယနာကပြဿနာမရှိပါဘူးတကယ်လို့တနတ်ဆိုတာအလုပ်ရဲ့တစိမ့်ပိုင်းဖြစ်နေခဲ့ရင်ကြည်စံဆွဲဆောင်မှုရှိတဲ့အရာဖြစ်လာလိမ့်မယ်ဆိုပြီးတော့ ပြန်ပြောလိုက်ပါတော့လေမိဘမဲ့ကြရတခုမှဂျိုတီလို့အမည်ရတဲ့ခလေးမလေးတယောက်ကခွေးလေးတစ်ကောင်ကိုယော့နေတခုငါတခုဆိုပြီးသူ့ဝေစုကိုခွဲဝေကျွေးနေပါလေအနာကတကယ်ချင်းကနေပါလို့သူ့နေတိုင်းဝေစုတွေကနေခွဲခွဲကျွေးနေရလေငါဆိုရင်တယောက်ထဲတောင်စားမွားဘူးလို့ပြောလိုက်တော့ဂျိုတီပြန်ပြောလိုက်တာကသူလဲငါတို့လိုမိဘမဲ့ချင်းအတူတူပဲလေငါတို့မကျွေးရင်ဘသူကျွေးပါလဲတဲ့အဲ့ဒီချိန်မှာထိန်းတော်ကြီးရောက်လာပြီးတော့ဂျိုတီကို ဒီနေ့ညစောစောအိတ်နော်တမီမနက်ပြန်ကြရင်တမီကိုလာတွေးမဲ့သူရှိတယ်ဆိုပြီးပြောလာတော့သူ့ကိုဘသူကများလာတွေးမှာပါလိမ့်ဆိုပြီးတွေးမရနိုင်အောင်ဖြစ်နေတာကြောင့်အဲ့ဒီညစောစောအိတ်ဖို့မပြောနဲ့အိတ်လို့တောင်မပြောနိုင်ရှာတော့ပါဘူးထောင်တစ်ခုမှာအချင်းသားတယောက်လူငယ်ချမ်းသာခွင့်ရရှိခဲ့ပြီးတော့ထောင်တစ်ခုလုံးမှာရှိတဲ့အချင်းသားတွေကသူ့အတွက်ဝိုင်းပြီးတော့ဂုံပြူပေးတဲ့လက်ခုပ်တန်းတွေစုညံသွားခဲ့ပါလိမ့်လူသေးတယောက်ကအချင်းသားဟောင်းတယောက်ကိုအဲ့ဒီလူကဘသူမို့လို့လဲလို့မေးကြည့်လိုက်တော့သူ့ကြောင့်ဘာမှမသိခြင်းနဲ့ တော်ယုံလူတွေလည်းသူဘသူဆိုတာနဲ့ဘယ်ကလာတယ်ဆိုတာမသိနိုင်ကြဘူး။ဘာတောင်လဲဆိုတော့သူ့အကြောင်းသိတဲ့သူတိုင်းနောက်တယောက်ကိုပြန်ပြောပြနိုင်တဲ့ထည်အသက်မရှိကြလို့ပဲ။သူ့နှဖူးကိုပြာမုန်းနဲ့တုတ်လိုက်ပြီဆိုရင်သူ့ရန်သူတွေလည်းပြာဖြစ်သွားတော့တာ။အဲ့ဒီလူကသမုတ်တရားလို့ပဲ။အပြေမန်းကတည်ငိမ်နေသလိုနဲ့အတွေးမိုင်းမှာတော့မုံတိုင်းတွေကိုထိမ့်ချုပ်ထားတဲ့သူပဲဆိုပြီးပြောပြလိုက်ပါလိမ့်။သူ့နာမည်ကဗိုလ်လာဖြစ်ပြီးထောင်အထွက်မှာသူအပ်ထားတဲ့ပစ္စည်းတွေကငွေရောင်ခြေကျင်းလေးကိုထုတ်ယူကာတက်မြတ်တနိုးနဲ့ကြည့်လိုက်ပါလိမ့်။ မူရဲ့ဂိုင်းကောင်းဆောင်အာရှိုးတယောက်ရူဘီတန်းထောင်ချီတန်တဲ့မူရဲ့စေးတွေအသိခံရလို့တောင်ဝင်ကန်တပည့်တယောက်ကိုတဆွတ်ဆွတ်လှုပ်ပစ်လိုက်ပါတယ်။တချိန်တည်းမှာပဲဖုန်းဝင်လာလို့ကောက်ကင်လိုက်တော့သူလုံးဝမရင်းနှီးတဲ့လူတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။မင်းတို့ရဲ့တန်းထောင်ချီတန်တဲ့မူရဲ့စေးတွေတီနေအောင်ငါအတိအကျသိထားတယ်။မင်းအကိုကြီးနီတာရီကိုဖုန်းပေးလိုက်။ငါ့ကိုမရှိဘူး။လုံးလုံးစဲအားလုံးငါပဲကင်တွေ့နေတာ။ဒါဆိုရင်မင်းကိုငါသတင်းချက်လက်ပေးမယ်။အပြန်အလှန်အနေနဲ့ငါ့အတွက်ဝေစုခွဲပေးရမယ်။ အလောကြီးမလိုပါဘူးမစဉ်းစားလို့ရတယ်ဒါနဲ့တခုတော့လက်ကားပေးလိုက်မယ်မင်းရဲ့ဂိုင်းထဲမှာရဲသေချိုတယောက်ရှိနေတယ်အခုဖမ်းမိတဲ့ကိစ္စမှာ तू ကကားနံပါတ်ကစားအကုန်တိကျရဲဘက်ကိုတရင်ပို့ခဲ့တာစကားဆုံးလာတဲ့ဖုန်းချသွားခဲ့ပြီးအာရှိုးကိုဖုန်းဆက်ပြီးကန်လန်းလိုက်တဲ့သူကတော့ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ဒီဘရတ်ပဲဖြစ်ပါလိမ့်အာရှိုးလည်းသူ့အဖွဲ့ထဲမှာဘသူကသေချိုဖြစ်နိုင်တယ်လဲဆိုတာကိုလှမ်းပြီးတော့အကဲခတ်နေခဲ့ပြီးအဲ့ဒီသေချိုဖြစ်သူကတနေရာမှာဒါယာနာစီကိုဆက်သွယ်စကားပြောနေခဲ့ပါလိမ့် ကျွန်တော်လုပ်ပြီးပြီဒီညနေထွက်သွားလို့ရပြီလားမရသေးဘူးအဲ့ဒီခိုင်းထဲမှာရဲရရှိ၁၁ယောက်ကိုတတ်ထားတယ်နီတာရီဆိုတဲ့လူရှိတယ်အဲ့လူတခါမှတော့မမြင်ဘူးသူ့အကြောင်းရအောင်မင်းစုံစမ်းမှုစက်နေရအောင်မင်းဒါမဲ့ဒီအာဆိုးဆိုတဲ့ကောင်ကဒေါသကုန်ပါကြီးသူစကားမဆုံးခင်မှာပဲအာဆိုးရောက်လာတော့ဟန်မပြတ်စေပဲကြီးစားနဲ့စကားပြောနေတာဆိုပြီးတော့ခတ်တီတီနဲ့ပြောလိုက်ပါလိမ့်အာရှုကအဖွဲထဲမှာရဲသချိုးတယောက်ရှိနေတယ်လို့သတင်းရထားကြောင်သူ့ကိုပြောပြနေချိန်မှာပဲဒီပရက်စီကဖုန်းဝင်လာခဲ့ပြန်ပြီ ဝေစု3900ပေးရင်တရင်ချက်လက်အကုန်လုံးကိုပေးမယ်လို့ပြောလာခဲ့တော့အာဆိုလဲအင်တင်နေနေပဲသဘောတူလိုက်ကြပါလိမ့်မင်းရဲ့တန်းထောင်ချီတန်ကြီးကိုအမိဖမ်းလိုက်တဲ့သူကဒါယာနာတဲ့မင်းတို့ခိုင်းကိုဖမ်းဖို့3နှစ်လောက်ကြိုးတင်ပြင်ဆင်နေခဲ့တာနေရာတိကျောက် Telegram တွေပို့ပေးလိုက်မယ်မင်းဖတ်ပြီးတာနဲ့အဲ့ဒီ message ကိုဖြတ်လိုက်ပါကျုပ်အဲ့ဒီဖွဲ့ကိုတင်ကားတာကောင်းကောင်းပေးရမယ်တနိုင်ငံလုံးကရဲတွေသူတို့ကြည့်ပြီးကြောက်သေးပန်းကိုလှုပ်ပြမှာပြီးတော့ကျုပ်ခိုင်းနဲ့ရဲသချွေနာမည်ကိုခမရွှာပေးနိုင်မလား အဲ့ဒီကောင်ကိုကြုတ်ကိုယ်လိုက်ခေါင်းပြတ်တပ်ပြစ်မယ်။မင်းအချိန်နည်းနည်းလေးပေးပြီးတော့စိတ်ရှိရင်လိုချင်တဲ့အချက်လက်တွေအားလုံးရစီရမယ်။ဒီဗရက်ဖုန်းချသွားခဲ့ပြီးတဲ့နောက်မှာအားဆိုးရဲ့အနာကရဲသေချိုးလဲမျက်ခုံးခတ်လှုပ်လှုပ်ဖြစ်နေပါတော့တယ်။ညာချိန်ကြီးရဲစခန်းရှိကိုသုံးမဲတစီထိုးရလာခဲ့ပြီးတော့ကားဘောကမျိုးသားကြီးတယောက်ရဲစခန်းထဲကိုတန်းတန်းမှတ်မှတ်နဲ့ရှောက်ဝင်သွားပါလိမ့်။ကျွန်တော်နာမည်အန်ကပ်ပါ။ဒါကျွန်တော်ရဲ့အလုတ်ခန့်စာပါခင်ဗျာ။ ရဲဝင်တန်းကသူကမ်းပြီးတဲ့စာကိုဖွင့်ဖတ်ပြီးတော့ခပ်ပြုံးပြုံးနဲ့ပြောပါလိုက်။ခမရတော့တကယ်နေရာမှန်ကိုရောက်လာတာပဲ။ဒီစကန်မှုကင်းအားလုံးစုံနဲ့ဘုံဆိုင်ကြီးလိုပဲဗျ။တခြားဌာနမကင်ကြီးတဲ့အမှုတွေအားလုံးဒီလိုစုပြုံကြလာတာ။အလုံးများပြီးတော့လာစာနည်းနည်းပဲရတဲ့နေရာမှန်ပေါ့။ကျွန်တော်ရဲဝင်တန်းဖြစ်ခဲ့တာနှစ်40ရှိခဲ့ပါပြီဆရာ။ဒါတွေကမထူးကြတော့ပါဘူး။စကားဆုံးတော့ဘေးနာစပွဲဘော်ကရပ်ပလင်းကိုမြင်ပြီးအန်ကတ်စရီဂလူကနဲမျိုးချလိုက်တာကိုသတိထားလိုက်မိတာကြောင့် အဲ့ဒီအရာပလင်းကဟိုចောင်းသားလေးတွေပျက်စီးပြီလို့ပြောလိုက်ပါလေစခန်းထဲမှာចောင်းသားတချို့ရှိနေကြကသူတို့ကိုလမ်းမေးမှာရက်တောက်ပြီးတော့စုညာကခုံနေလို့စခန်းထဲကိုခေါ်သွင်းထားတာဖြစ်ပါလေတန်းကားရတဲ့သဘောတူညီချက်ရပြီးတဲ့နောက်ဒီဗရတယောက်သူတစ်ပည့်တယောက်ကိုလှမ်းဆက်သွယ်ပြီးရူဘီတတန်းနဲ့အလုပ်တစ်ခုကိုလုပ်ပေးဖို့အတွက်ခိုင်းလိုက်ပါလေအရင်ညာကိုဒိုင်ယာနာရောက်လာခဲ့ပြီးတော့ကားပေါ်မှာလူတယောက်ကိုဖမ်းထားတာမြင်တော့ဘာကြောင့်ဖမ်းထားလဲလို့မေးတဲ့အခါအဲ့ဒီလူကရဲတွေကိုမိုက်ကြီးကြီးလို့ထိမ့်သိမ်းထားတာပါလေခင်ဗျာ။ ဒိုင်နာကရဲမှူးကြီးနဲ့လာတွေ့တာဖြစ်ပြီးမူရဲ့စေးတွေကိုလုံခြုံတဲ့နေရာမှာထားရှိပြီးဖြစ်ကြောင်းနဲ့ဘန်ရှင်ကနေသားရီနဲ့အားရှိုးတို့ဥဆောင်တဲ့မူရဲ့ခိုင်းကဖြစ်ကြောင်းသတင်းပို့ပါလိမ့်ရဲမှူးကြီးကရဲတပ်ဖွဲ့ဝင်တွေထဲမှာလဲတင်းစပေါက်တွေရှိနေတာကြောင့်မူရဲ့စေးတွေကိုတရားဝင်ကိုမလွှဲအပ်ရမချင်းဒီနေရာကိုအပြင်းလူမသိအောင်ဖုံးပြီးထားပါဆိုပြီးတရီပေးစကားပြောလာပါလိမ့်အဲဒီနောက်မကြာခင်မှာငိမ့်စားယူတော့မဲ့ရဲမှူးကနှုတ်ဆက်ပွဲအနေနဲ့တပည့်တွေအားလုံးနဲ့တူအရက်တောက်ခဲ့ကြပြီးတော့ဒိမ့်မကြာခင်မှာပဲအားလုံးတယောက်ပြီးတယောက် မိလဲကုန်ကြပါတော့တယ်။နောက်ဆုံးမှာတော့ရဲမှုကိုယ်တိုင်းလည်းလဲကြသွားခဲ့ပြီးဒိုင်ယာယာထားလို့အရမတောက်တဲ့ဒိုင်ယာနာတယောက်ပဲကြံရစ်ပါတော့တယ်။ဒီဗရရဲ့တပည့်ဖြစ်သူဒီရှင်းကအရက်ထဲမှာပြင်းထန်တဲ့စိတ်ငြိမ်စေတွေတိတ်တဆိတ်ခတ်ထားလိုက်တာကြောင့်အရက်တောက်တဲ့သူတွေအားလုံးအစိတ်တင့်ကုန်ကြတာဖြစ်ပါလေ။ရဲမှုကနောက်ဆုံးလက်ကျန်သတိလေးနဲ့ဒိုင်ယာနာကိုဒါထောင်ချောက်တစ်ခုပဲဘယ်သူမှမယုံမိစေနဲ့လို့ပြောကာသတိမေ့လဲသွားခဲ့ပါတော့တယ်။ ဒိုင်နာဆေးရုံကိုဖုံးဆက်မေးကြည့်တော့အစိတ်အသင့်နဲ့လက္ခဏာရပြင်းထန်တဲ့စိတ်ငြိမ်စေအခက်ခံလိုက်ရတာဖြစ်ပြီး၅နာရီတွင်းမှာဆေးရုံမပို့နိုင်ရင်အသက်အန္တရာယ်ရှိနိုင်ကြောင်းသိလိုက်ရပါတယ်။အစိမ့်မီတဲ့ရဲတွေအားလုံးကိုချက်ချင်းပဲဆေးရုံပို့ဖို့အိုးတကြီးအဖွဲ့ရဲ့ထရက်ကာကြီးအသင်းရှိပေမဲ့ဒရိုင်ဘာလည်းအစိတ်မိပြီးတော့မေ့လဲနေပါတယ်။ဒိုင်နာကိုယ်တိုင်ကလည်းလက်တစ်ဖက်တနက်ဒိုင်ယာနဲ့မလို့မောင်းဖို့ကမဖြစ်နိုင်ပြန်ပါဘူး။ကြံရှိတဲ့အိုးတကြီးတွေကိုမေးကြည့်တော့လေထရက်ကားမပြောနဲ့ရွာမှာနွားလဲတော့မမောင်းဘူးပါဘူးတဲ့ ဒါလည်းပဲနောက်ဆုံးရဲကားပေါ်ကဖမ်းခံထားတဲ့ဘဲကြီးကိုထရက်ကားမောင်းနိုင်လားလို့မေးတော့သူကခေါင်းငိမ့်ပြပါလိမ့်ဒိုင်နာကလက်ထိတ်ကိုဖွင့်ပေးဖို့တော်သွားယူခဲ့ပေမဲ့ဘဲကြီးကတန်တန်းကြီးကိုအားကြီးနဲ့ဆွဲဖြုတ်ပစ်လိုက်ပြီးကားပေါ်ကဆင်းလာတော့မှအဲ့ဒီလူဟာဘူလာကိုယ်တိုင်ပဲဖြစ်နေတော့တာပါဆင်းကိုရောက်ဖို့ဆိုရင်ဒီကနေကီလို80လောက်မောင်းရလိမ့်မယ်။ရှင်အဲ့ဒီဆင်းုံထီမောင်းဖို့ပြီးကြိုက်တဲ့နေအောင်သွားနိုင်ပြီ။ရှင်ုံတရားမစွဲတော့ဘူး။ကျုံမသွားနိုင်ဘူး။ ရဲရဲမျက်နှာကိုကြည့်မိလို့ဖမ်းထားတဲ့အဓိပ္ပာယ်မရှိတဲ့အမှုတော့ကျုပ်ဘာမှပြန်လုံပေးစရာမလိုဘူးထင်တယ်။ပြီးတော့ကျုပ်မှာ၁၀နေလုံးလုံးမတွေ့ခဲ့ရတဲ့မိဘမဲ့ဂေယာကတမီးလေးစီကိုလည်းအရေးတကြီးသွားဖို့လိုနေတယ်။ဒါနာကဘိုလာကိုမျိုးမျိုးလက်ပတ်ပြောကာအစိမ့်မိနေရဲရဲတွေကိုစေုံပို့စေခဲ့ပေမဲ့ဘိုလာကတော့သူခုမှထောင်ကလွတ်လာတာကြောင့်ဘယ်ကိစ္စကိုမှဝင်ပါခြင်းမလို့ပြောကာထွက်သွားခဲ့ပါလိမ့်။ဒါဆိုလည်းသွားပါ။ဟိုရောက်ရင်တမီးနဲ့တွေ့ရဖို့ခလေးဗန်ရောက်ရဲ့အဖေကိုတေဆုံးအောင်ပစ်ထားခဲ့လေဆိုတော့ကပြောပြလိုက်ပေါ့။ ရှင်ဆုံးပြကြာကြောင်းနောက်ထပ်မိပါမယ်ကလေးတွေထပ်တိုးလာနိုင်တာရှင်သိရလားဒီလိုပြောတော့မှဘိုးလာလဲအရန်ငန်းလို့အစိမ့်မိတဲ့ရဲတွေကိုကြည့်မြရပေမဲ့သူတို့ရဲ့သားသမီးမျက်နှာတွေကိုထောက်ပြီးတော့ဆေးုံလိုက်ပို့ဖို့တဲ့သဘောတူလိုက်ပါလိတခြားသူတွေကအစိမ့်မိသူတွေကိုကားပေါ်တင်းနေချိန်မှာဘိုးလာတယောက်ကတော့ချက်ကင်ဘန်းကြီးကို special ကင်ပြီးတော့ခွန်အားဖြည့်နေခဲ့တာပါကားထွက်လာတော့ကားထဲမှာမေးလဲချင်အောင်ဆောင်နေတဲ့တစ္ဆက်ပေါက်ဒီရှင်းတယောက် သူ့ဆရာစီကိုဆက်သွယ်ကအစိမ့်မိတဲ့အထဲမှာဒိုင်ယာနာမပါခဲ့ပဲ အခုမေလဲသူတွေအားလုံးကိုစေးုံပို့ဖို့လုပ်နေတဲ့ကြောင်းတရင်ပို့လိုက်ပါလိမ့်ဒီဘက်ကလည်းအားဆိုးစီကိုဆက်တွယ်ကမူရစေးအားလုံးကိုတင်းထားတဲ့စခန်းရဲ့တီနီယာယုံဒိုင်ယာနာသွားနေတဲ့လမ်းကြောင်းကိုပါတရင်ပေးလိုက်ပြန်ပါလိမ့်ဒိုင်ယာနာကလည်းသူစခန်းကိုဖုန်းဆက်ပြီးတော့အနီးလားရဲစခန်းတွေစီကရနိုင်တော့အင်အားကိုစူးစီးပြီးစခန်းကိုတေချာပိတ်ချထားဖို့နဲ့မကြခင်မှာသူမကိုယ်တိုင်လိုက်လာမယ်ဆိုပြီးတော့ညွှန်ကြားလိုက်ပါလိမ့်ဒါမဲ့အနီးပတ်ဝန်းကျင်ကရဲစခန်းတွေကိုဆက်တွယ်ကြည့်လိုက်တော့ စခန်းတိုင်းကရဲတွေအားလုံးနောက်နေမှာရောက်လာမယ်ဝင်းကြီးချုပ်အတွက်လုံခြုံရေးပိုင်းတာဝန်ယူထားတာကြောင့်စစ်ကူပေးဖို့အတွက်မတတ်နိုင်ကြပါဘူးဒါနဲ့စခန်းကရဲတွေကလည်းငါတို့လေးယောက်ထဲနဲ့ဆိုရင်အယိုးနဲ့အသားတခြားစီဖြစ်သွားလိမ့်မယ်ဆိုပြီးအိမ်ပြန်ပြေးကြပါတော့ရီဒါကြောင့်ရဲစခန်းထဲမှာအသေးရောက်လာတဲ့အန်ကန့်နဲ့အကြောင်းသားတွေရဲ့ပြီးတော့အချုပ်ခန်းထဲကအကျဉ်းသား9ယောက်တို့ပဲကြံရစ်ပါတော့ရီဒါပေမဲ့အာဆိုးကငွေတန်းတရာအေဂျီတုံချပြကဒိုင်ယာနာကိုအရှင်ဖမ်းလာနိုင်ရင်ဒီငွေတွေအားလုံးကိုရမယ်ဆိုပြီး တနိုင်ငံလုံးကမာဖီးယားဂိုင်းတွေစီကိုတရင်လွှင့်လိုက်တော့ဂိုင်းအလုံးဒိုင်ယာနာကိုအမဲဝိုင်းလိုက်ကြပါတော့လေတရှိုးကဒိုင်ယာနာစီကိုဂိုင်းပေါင်းစုံစုပြုံကလိုက်နေကြောင်း message ပို့ပေးခဲ့ပြီးသူမကဘိုလာကိုလမ်းကြောင်းပြောင်းခိုင်းလိုက်ပေမဲ့ရန်သူတွေလိုက်နေတဲ့အကြောင်းကိုတော့မပြောပြခဲ့ပါဘူးအာရှိုးကိုရိုင်းကတော့မွေးရဲစေးတွေတိန်းထားတဲ့ရဲစခန်းစီကိုအင်အားပြည့်နဲ့ထွက်သွားခဲ့ပါပြီစခန်းကိုစိတ်မချနိုင်တဲ့ဒိုင်ယာနာနောက်တစ်ခေါက်ဖုန်းခေါ်ကြည့်တော့တာဝန်ကျရဲသား၄ယောက်လုံးအိမ်ပြန်သွားပြီးအန်ကတ်တယောက်ပဲကြံခဲ့တာကိုသိလိုက်ရပါတယ် အန်ကကျမရှင်ကိုတရားဝင်တောင်းဝန်ပေးရလိုက်ပြီအခုရေးပေါ်ချိန်နေဖြစ်နေပြီကျမတို့နှစ်နာရီလောက်ကြာမှစကန်းကိုကြောက်နိုင်လိမ့်မယ်ကျမတို့ပြန်ပြောင်းမချင်းစကန်းထဲကိုဘသူတယောက်မှပေးမဝင်မိပါစေနဲ့ရှင်းပြတဲ့ကားတွေအကုန်လုံးပိတ်ထားလိုက်ထူးခြားတဲ့ကူရှိရင်ချက်ချင်းသတင်းပို့ပါဒိုင်နာဖုန်းကြားသွားတာနဲ့အန်ကလည်းရဲယူနီဖောင်းကိုလဲဝစ်လိုက်ပြီးရှင်းပြတဲ့ကားအကုန်လုံးကိုတော့ခတ်ပစ်လိုက်ပါတော့တယ်တော့ခဲယုံနဲ့မကျေနပ်သေးပဲចောင်းသားတွေကိုကူညီတောင်းပြီးတော့ရှင်းမြစာအုပ်စင်းနဲ့ဗီဒီယိုတွေကိုတကားရှိမှလဲချထားလိုက်ပြီး နောက်ဆုံးမီးတွေကိုပါပိတ်ချပစ်လိုက်တာပါတပတ်မှာဒိုင်ယနာကလမ်းကြောင်းပြောင်းလိုက်ပြီမဲ့ကားဘော်ကဒီစင်းကတပတ်ဘွဲကိုတီနီယာတွေကိုဇက်တိုက်ပေးဖို့နေကြတာမဟုတ်လို့ဘာမှမထူးပါဘူးမိဘမဲ့ကီယာကဂျိုတီလေးတယောက်စောစောအိတ်ခိုင်းငါမှလုံးဝအိတ်မပြောင်းနိုင်ပဲဖြစ်နေခဲ့ပြီမနေ့ပြန်လာတွေ့မဲ့သူကဘသူများလဲလို့တွေးနေရင်းတွေခုန်နေခဲ့ပါလေနောက်ဆုံးမှာတော့မျိုးသိမ့်မထားနိုင်တော့ပဲလုံကြုံရင်ဝန်ထမ်းကိုမနေ့ပြန်သမီးစီလာမဲ့သူကဘသူလဲဆိုတာစီရင်နေပါကြည်ပေးပါလားဆိုပြီးသွားပြောပါတော့ရိတ် ဒါပေမဲ့အဖိုးကြီးကသူတို့ကိုငောင်ငန်းပြီးတော့သွားပြန်အိတ်ခိုင်းလိုက်တာကြောင့်နှလုံးသားမရှိတဲ့အဖိုးကြီးဆိုပြီးတော့တိုးတိုးပြောကပြန်လှည့်ထွက်သွားကြတော့မယ်ချိန်မှာလုံတော်ရေးဝင်တဲ့ကစိတ်ပြောင်းသွားပြီးဂျိုတီကိုစီးရင်တဲ့ကဖုန်းနံပါတ်ကိုခေါ်ခွင့်ပေးလိုက်ပါလိမ့်တပတ်ကဘိုလာဖုန်းကန်ကန်ချင်းမှာပဲဟယ်လိုသမီးကဂျိုတီပါဦးကမနေ့ပြန်သမီးကိုလာတွေ့မဲ့သူလားဟင်သမီးနဲ့ဘလို့တော်တာလဲဆိုပြီးတော့မေးလိုက်ကဘိုလာတယောက်ကတော့သမီးလေးရဲ့တန်ကိုကြားပြီးစိုးစိုးနေနေဖြစ်သွားတာကြောင့်ရုပ်တရက်ဘာမှပြန်မပြောနိုင်ပဲဖြစ်နေရပါလိမ့် အဲ့ဒီချိန်မှာပဲရန်သူအဖွဲ့တွေသူတို့ကိုလိုက်မိလာတာကြောင့်ဘိုလာဖုံးပြောမအားတော့ပဲဒေနာကတ်လာတဲ့ဆိုင်ကယ်တွေကိုတိုက်ထုတ်ပြစ်ရပါတော့တယ်ဆိုင်ကယ်ဘောကမျက်နှာဖုံးစိုးကောင်းတွေကိုကားဘောကနေပြင်းလို့အားမရတော့အောက်ထိဆေးပြီးတော့စက္ကသမားတွေရှုံးလောက်တဲ့စတန်ပြကွက်တွေနဲ့တပွဲလုံးကိုသေရွာပို့ပြစ်လိုက်ပါတယ်အားလုံးကိုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဒိုင်ယာနာကိုဒီလိုအန်ရရှိတဲ့ခီးစင်ဆိုတာကြိုသိခဲ့စာကလေးကလိုက်ဖို့ပေးခဲ့မှာမဟုတ်ဘူးဗျခမရရံပွဲထဲမှာကျုပ်ကိုဆွဲမတဲ့ဇမ်းပါနေဆိုပြီးထွက်သွားဖို့လုပ်ပါတော့တယ် သူသမီးခေါ်လာတဲ့နံပါတ်ကိုဖုန်းပြန်ခေါ်ကြည့်တော့လုံလုံရင်ဝင်တဲ့ကဖုန်းကင်ခဲ့ပြီးဘိုလာကိုဂျိုတီးရဲ့အဖေဆိုတာတီးသွားတဲ့အခါမှာအပြစ်တင်စကားတွေတတိတန်းကြီးပြောပါတော့လေသားသမီးရင်ကိုမိပါမယ်ခေယာပို့ပြတာဘလို့ဖေမျိုးလေကလေးကဒီမှာဘလို့နေရလဲသိလားကလေးရောက်ပေါင်း150ကျားမှာဆောင်းကောင်းလေးတစ်ထည်တော်မရှိဘူးချင်းကရာတွေလည်းဘရဘွားနဲ့မိမှာဖခင်စိတ်လေးနဲ့နဲ့တော်ရှိရဲ့လားဘူလာခမရမတော့ရင်နာယုံကလွဲပြီးပြန်ပြောစရာဘာစကားမှရှာမတွေ့နိုင်ပဲဖြစ်နေကြပါတော့တယ် ခဏနေတော့ဒိုင်ယာနာကသူ့ကိုကားဆက်မောင်းမေးဖို့အတွက်ဖိအားပေးခဲ့ပြန်ပြီးနောက်ဆုံးမှာတော့ခီးစင်မှာဘိုလာသားတစ်ခုခုပြစ်သွားခဲ့ရင်သမီးလေးဂျိုဒီကိုကိုပိုင်အိတ်ခန့်နဲ့ပန်ကားတစ်ခုရဲ့ပြီးတော့ចောင်းကောင်းကောင်းမှာထားပေးရမယ်ဆိုရယ်ဂရီနဲ့သဘောတူညီချက်ရခဲ့ပါတော့ရီခီးစားထွက်လာခဲ့ကြမှာဒေါ်တစ်ခုတည်းကိုချိုးကွင်းဝင်လိုက်တော့သူတို့ကိုဂျိုတင်ဆောင်နေကြတဲ့ရန်သူအဖွဲ့နဲ့တဲ့တယ်ကြီးတိုးပါတော့ရီဘိုလာကဖြတ်မောင်းမှုစူးစမ်းပြီးမဲ့ရန်သူတွေကတန်ချိုးတွေနဲ့ထောင်ချောက်ဆင်းပြီးကားကြီးကိုဆွဲထားလိုက်ကြတာပါ အရှိမကြတဲ့မာဖီးယားဂိုင်းဆိုတဲ့နှခမ်းမွေးရဲ့အဖွဲ့ကပိတ်ထားပြီးတော့နောက်မှာတော့လက်ဝိတ်မာဖီးယားဂိုင်းဆိုတဲ့အဖွဲ့ကအင်ဂျီဗလာနဲ့ဗလာတွေထုတ်ကြွားထားပါလိမ့်သူတို့ကိုတွေ့ရတဲ့ဟိုနိုင်ငံမှာနှစ်ငါးလုံးကာလကဆန္ဒထွက်ပြကြတဲ့ကာယဗလာမောင်ကြီးတွေကိုတောင်ပြန်မြင်အောင်မိပါသေးတယ်အခုတော့အဲ့ဒီဗလာကြီးတွေဘယ်ပြောက်ကုန်တယ်မသိပါဘူးထားပါတော့ဆိုတော့ဇလန်ကိုပဲပြန်ဆက်ကြအောင်ပါဘူလာတယောက်အဲ့ဒီလူရဲ့ရှေ့မှာကားဆက်တက်လိုက်တော့ဒိုင်နာကရှင်ပါလို့တာလေးလို့မေးတဲ့အခါကျုပ်ထောင်ဆယ်နှစ်ကြာခဲ့တာပဲခင်ဗျားသိတယ် ျုပ်ရှင်ကဘာကောင်ဖြစ်ခဲ့တယ်လဲဆိုတော့ခင်ဗျားမသိပါဘူးဆိုပြီးကားပေါ်ကနေခုံဆင်းသွားခဲ့ပါလေဘူလာကကားပေါ်ကနေဆင်းလာပြီးစလိုမိုရှင်နဲ့ရှောက်လာတော့ကြက်တိကြီးတောင်ကြောက်လန့်ပြီးလှည့်ပြေးပါတဲ့သူ့အိတ်ထဲကဘေဘီမိုင်းပေါင်တာဒုတ်ကြီးထုတ်ကနဖူးမှာတုံလိမ့်လိုက်ပြီးတဲ့နောက်မှာတော့ထူးခြားဆန်းပြပြီးရှုပ်ထွေးနံနေတဲ့ဒင်းထန်အစွမ်းထက်လွှစွာသောအိန္ဒိယရှေးအောင်တိုင်းကွန်များနေသူအာတုံခွန်ဆိုင်ဝင်းရောက်တိုက်ခိုက်ရမှာလူโซများဖွဲ့လဲလမ်းပြန်လဲကွယ်လွင့်ပြန်ဝဲကမြေပေါ်မှာမောက်အသက်ပျောက်ကုန်ကြပါလေရော ဘိုလာကိုမနိုင်လို့ဒိုင်ယန်နာကိုဝင်မဲ့ကြတဲ့ခါမှာတော့ဂန်ဆွဲထုတ်ပြီးဒိုင်းကြောင်လုပစ်လိုက်တာကြောင့်ငတ်တိတွေမျိုးကန်းကုန်ကြပြန်ပါလိမ့်ဓမ္မမအားရှုံးတဲ့အဖွဲ့ကလည်းရဲစခန်းကိုရောက်လာခဲ့ကြပြီးချန်စီယိုတွေကိုကြော်တက်နေကြပါပြီဒါပေမဲ့အားရှုံးကတော့စိုက်ပြတ်မခံနိုင်ဘူးဆိုပြီးတကားတော့ကိုရိုက်ဖြတ်ပြီးမှဝင်သွားခဲ့ပါလိမ့်အန်ကန်နဲ့ចောင်းသားတွေကအထဲမှာအတန်မထွက်ရဲပဲရှိနေကြစဉ်အားရှုံးကတကားသာဖွင့်ပေးလိုက်ရင်ယူစရာရှိတာယူပြီးပြန်သွားမှာဖြစ်ပြီးဘယ်သူမှဒုက္ခပေးမှာမဟုတ်ကြောင်းနဲ့ အင်းအာသုံးပြီးဖြိုခွင်းရမယ်ဆိုရင်တော့အရှင်လက်လက်မီးရှို့ပြပြီးမသိမရှိအချိန်မှာမြေမြုပ်ပြစ်မယ်လို့អော်ပြီးတော့ချင်းချောင်းနေပါလိမ့်အန်ကက်ကဒိုင်နာစီကိုဆက်သွယ်ပြီးအပြင်ကချင်းချောင်းမှုတွေကြောင့်ចောင်းသားလေးတွေကြောက်လန့်နေကြចောင်းကိုပြောလိုက်တော့သူမကဖန်ခံထားတဲ့ချင်းသားတွေနဲ့စကားပြောခွင့်တောင်းပါလိမ့်ပြီးတော့သူမကအချင်းသားတွေကိုရှင်တို့ကျွန်မလှုပ်ပေးလိုက်မယ်မူရီစေရီယာရဲစခန်းမှာမရှိတဲ့အကြောင်းပြောပေးဖို့နဲ့ចောင်းသားတွေကိုအားစုအဒုက္ခမပေးဖို့တောင်းဝင်ယူပေးနိုင်မလားဆိုပြီးကန်လန်းလိုက်ရမှာ အကျဉ်းသားတွေကသဘောတူပါလိမ့်အဲဒီနောက်အကျဉ်းသားကိုအားရှုနဲ့ဖုန်းစကားပြောခိုင်းတဲ့ခါအားရှုကလည်းချက်ချင်းပဲသဘောတူလိုက်တာကြောင့်လှုပ်ပေးဖို့လုပ်ပါတော့တယ်ဒါမဲ့ဒိုင်ယာနာကအချုပ်ထဲကမလှုပ်ပေးခင်မှာတယောက်ချင်းစီရဲ့နာမည်ကိုမေးရကနေအဲ့ဒီထဲမှာနီတာရီလဲပါရှိနေအကြောင်းကိုသိလိုက်ရပြီးချက်ချင်းပဲတကားပြန်ပိတ်ခိုင်းလိုက်ပါတော့တယ်ရဲစခန်းကိုဖွင့်လိုက်ကြတဲ့ចောင်းသားတွေလည်းတကားအမြန်ဆွဲပိတ်လိုက်ရပြီးတီတီကလေးတော့ပြန်ကတ်လိုက်နိုင်ပါလိမ့် ်မိသားရိကလည်းအန်ကက်ကိုလဲပင်းဆွဲညစ်ထားလိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲအတင်းယုံထွက်ကလွတ်လာခဲ့တာကြောင့်လိုခန်ဒီဆဲဆဲပြန်ပိတ်မိသွားကအကြီးအကျယ်ပေါက်ကွဲနေပါတော့ရိလူစိုးရိရှိမိသွားချိန်မှာဘိုလာတယောက်လုံချုံရင်ဝင်နှန်းပို့လာပေးတဲ့သမီးလေးဓာတ်ပုံကိုကြည့်လိုက်တော့အဖွဲလိုက်ရိုက်ထားတဲ့ပုံဖြစ်နေတာမဟုတ်လို့ဘယ်တယောက်ကသူ့သမီးလေးမှန်းမသိနိုင်ဖြစ်ရပြန်ပါလိမ့်ဒါကြောင့်ဒိုင်အနာရဲ့လက်ထဲကိုသမီးကိုလွှဲအပ်ဖို့မဖြစ်နိုင်တော့ပဲဒီဘွဲမှာသူအနာရောက်အောင်တိုက်ပြီးတော့အသက်ဆက်လက်ရှင်သန်မှဖြစ်ပါလိမ့်မယ် ကားပေါ်တက်ခန်းဒီမှာတဖက်ကိုသတင်းလှမ်းပို့နေတဲ့ DC ရဲ့ဖုန်းပြောသံကိုကြားမိတာကြောင့်အตาလေးချောင်းကြည့်ပေမဲ့ငတိလေးကဟန်ဆောင်ကောင်းလို့မရိပ်မိလိုက်ပါဘူးဒီဘက်မှာလည်းရဲစခန်းကြီးကိုလူရင်အားအလုံးရင်းနဲ့ Y2 ဖြိုးဖို့စူးစမ်းနေကြတာဖြစ်ပြီးတပည့်တယောက်ကစခန်းဟာတော်ကြီးကိုခိုင်ခိုင်ခန့်ခန့်တိဆောက်ထားတာကြောင့်ဖြတ်လို့မရကြောင်းလာပြောတဲ့ခါမှာအဲ့ဒီတပည့်ဖြစ်သူရဲ့ခေါင်းကိုတူနဲ့ထုချေပစ်လိုက်တာပါဘိုလာခီးဆက်ထွက်လာခဲ့ပြီးတိတ်မကြခင်မှာပဲနောက်ထပ်လူစိုးတစ်ဖွဲ့လူရင်အားများစွာနဲ့လမ်းပိတ်ရထားတာကိုတွေ့လိုက်ရပေမဲ့ တရကျန်းဝင်တိုက်ပစ်ပြီးတော့ဖြတ်ကျော်လာခဲ့ကြပါလိမ့်ဒိုင်နာကဒီတိုင်းဆက်သွားနေရင်အချိန်မီစေးုံမရောက်နိုင်တာကြောင့်အစီအစဉ်ကိုပြောင်းလိုက်ပြီးတော့ရန်သူတွေမရိပ်မိနိုင်တဲ့ဖះအကြောင်းပြတစ်ခုမှစောင့်နေကစေးုံကိုလူနာတင်ကားတွေလာခေါ်ဖို့အတွက်ဆက်သွယ်အကြောင်းကြားလိုက်ပါလိမ့်အာရှုကညာလယုံဖြစ်တဲ့ဘူရာကိုတိုင်းဒိုင်နာကိုသွားဖမ်းမှုစေခိုင်းလိုက်ပြီးရဲတချို့ကိုပါဘူရာကိုကူညီဖို့လွှတ်လိုက်ပါတော့တယ်မကြခင်မှာချုပ်ခန်းတွေကအာနီတာကအတန်ကျယ်ကြီးနဲ့អော်ပြီးစကန်ထဲမှာရဲတယောက်ပဲရှိတယ်လို့သူညီကိုလမ်းပြောခဲ့ပေမဲ့ ကျောင်းသားတွေကအနော်နီမိုက်ရဲ့အောင်းသွဲတော်လက်ဖြူကြီးတစ်ချင်းကိုအတန်ကျဲကြီးဖွင့်ကာသူတို့တန်ကိုဖုံးပြလိုက်ပါလိမ့်။ဒါမဲ့အာရှုကဆေးကြောင်တောင်နဲ့တစ်ပင်တစ်ပင်ပေါ်ကိုကုတ်ကက်တက်သွားမိရာကရဲစခန်းရဲ့ဒူရီယာထက်ကိုလှမ်းတက်လိုက်နိုင်ပါတော့လိမ့်။အာရှုကအပေါ်ထက်ကိုရောက်တော့ကျိုးပစ်ချကာတပည့်တွေကိုအော်ခေါ်ပေမဲ့တချင်းတန်ကျဲကြီးကြောင့်ဘသူမှသူ့အော်ခေါ်တန်ကိုမကြားကြတာနဲ့တယောက်သေးပဲဝင်သွားခဲ့ပြီးကျောင်းသားတွေကအပေါ်ထက်ကတကားကိုတော့ပိတ်မထားမိကြပါဘူး။အန်ကတယောက်ထိတ်လန့်စွာနဲ့ဒိုင်ယာနာစီကိုဖုန်းခေါ်သွားတော့ သူမသတိလစ်နေတာကြောင့်ဘိုလာကဖုန်းကင်လိုက်ပါလိမ့်မဒမ်ဒီမှာအချိန်လေးရမ်းဆိုးနေပြီကျွန်တော်ကငားရောက်တယ်လက်နက်လည်းမရှိဘူးရန်သူတွေကယာနဲ့ချီပြီးတော့ရှိတယ်ရဲစခန်းဆိတ်မြေပြင်လုံးဖြစ်နေပြီစစ်ပွဲဆိုတာတတ်တီနဲ့အနိုင်ယူရတာပါလူအင်အားလက်နက်အင်အားတွေနဲ့အနိုင်ယူရတာမဟုတ်ပါဘူးမင်းကဘာသူမလို့မဒမ်ဖုန်းကိုကင်ပြီးတော့တရားလာဟောနေရတာလေကျုပ်လည်းခမည်းလိုပဲအချိန်မှနေရာမှားပြီးတော့ဒီစစ်ပွဲတဲ့ဝင်ပါနေရတဲ့တာမန်လူတယောက်ပါပဲ အချုပ်ခန်းသားကိုအားဆိုးရောက်သွားခဲ့ပြီးအကိုဖြစ်သူအာနီတာကညီလေးငါသွေးစာနေပြီဒီရဲစခန်းကိုတုတ်တန်မြေဖြစ်ပြောင်းလဲလိုက်ဆိုပြီးပြောလိုက်တော့အားဆိုးလဲအန်ကန်နဲ့ចောင်းသားတွေကိုဝိညာဉ်ပြီးတော့တိုက်ခိုက်ပါတော့လေငါရောင်းတဲ့တယောက်ဆိုပေမဲ့တာမန်ចောင်းသားတွေနေနဲ့လူသက်လက်ရင်တွေကဒုစရိုက်ဒီမှာအားဆိုးကိုအသေးအံတိုက်ခိုက်ရင်အတော်လေးကိုထိနာနေကြရပါလေအဲ့ဒီချိန်မှာအပြင်ဘက်ကလူဆိုးတွေကအားဆိုးပစ်ချထားတဲ့ကြိုးကိုတွေ့သွားပြီးကုတ်တက်လာကြပါမိမဲ့ ။ចောင်းသူလေးကမြင်သွားပြီးတော့တွန်းချပြက်ကကျိုးကိုပြန်သိမ်းထားလိုက်ပါလေ။တကူတော်လက်စွမ်းပြနေတဲ့အားရှိုးကအတော်ကြာလာတော့မောပန်းလာပြီးအားလုံးဝိုင်းဖမ်းချုပ်ကကျိုးနဲ့အတုတ်ခံလိုက်ကြပါပြီ။ဒီဘက်ကဘူလာတို့ဖះเจ้าမြတ်ကိုရောက်လာတော့ဒါယာနာတယောက်ကားပေါ်မှာဒံယာအချိန်နဲ့အဖျားတက်ကတတိပါလက်နေပါပြီ။ဒီစိန်းကဒီပရက်စီကိုဆက်သွယ်ပြီးဖះเจ้าမြတ်မှာရောက်နေကြောင်းနဲ့ဒိုင်ယာနာကတော့သတိလက်နေကြောင်းကိုပြောပြတော့ဒီဘက်ကဒိုင်ယာနာကိုတတ်ခိုင်းမာတော့တယ် ဒီစင်းကသူမတက်ရဲချောင်းပြောလိုက်တော့အဲ့ဒီကောင်မသာအသက်ရှင်ပြီးတော့မသေးခင်မင်းနဲ့ငါဘယ်နည်းနဲ့မှမလွတ်နိုင်ဘူးကွာငါတို့လို့ရတဲ့ကပေါ်လာမှာပဲဆိုပြီးပြောလာတဲ့ခါမှာဒီစင်းတယောက်ဆုံးဖြတ်ရခက်ကြီးဖြစ်နေပါတော့လေညာလည်းယုံဘူရာကရဲသချိုးစီကိုဖုန်းဆက်လာပြီးဟူဆုံးမအခုဖះเจ้าမြတ်မှာဝင်ပုန်းနေတယ်အဲ့ဒီအောင်တခါလေးတန်းသွားလိုက်ငါတို့အဲ့ဒီမှာစုံကြမယ်ဆိုပြီးပြောလိုက်တော့သချိုးကဒိုင်ယာနာစီကိုလူဆိုးတွေလိုက်တာပြီးဖះเจ้าတရင်ပို့ဖို့ကြိုးစားပေမဲ့ လူကြီးမင်းခေါ်ဆိုသောမိုက်တဲကတ်ဟာတာဝါတိုင်းများမိုင်းခွဲခံရရလို့ဆက်သွယ်မရနိုင်တော့ပါရှမ်းဆိုတဲ့ပြန်ကြားတယ်ကြားလိုက်ရပါတယ်။ဘူလာနေတူပါလာတဲ့အိုးသကြီးတို့အပြင်ထွက်ထိုင်နေကြပြီ။အိုးသကြီးကတညာတဲ့လူရောက်80နီးပါးအပီကန်လိုက်တဲ့ခမရဘယ်သူကြီးလဲဆိုပြီးတော့မေးလာတာနဲ့ဘူလာကသူ့အကြောင်းတွေကိုပြန်ပြောပြခဲ့ပါတယ်။ဘူလာတစ်ချိန်ကအချိန်ပြည့်တိုက်ခိုက်တပ်ဖြတ်နေတဲ့ဒိတ်ဒိတ်ကျဲမာဖီးယားဂိုင်းကောင်းဆောင်ကြီးဖြစ်ပြီးဒီနေ့မှတော့ဒေါက်တာမာလီတယောက်နဲ့တွေ့မိကသူ့လေးကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတော့တယ်။ ဒါလိုက်တပည့်တွေကဒေါက်တာမာလေးရဲ့ဆိုင်ကယ်ဘိန်းကိုခိုးဖောက်ပစ်ပြီးတော့ဘိုလာကသူမကိုအိမ်ပြန်ပို့ပေးနိုင်အောင်ဖန်တီးလိုက်ကြတာပါတနေ့မှာဘိုလာလူတယောက်ကိုပြစ်တတ်ဖို့လုပ်နေတာကိုသူမကမြင်လိုက်ရပြီးစိတ်ပြတ်စွာနဲ့လှည့်ပြန်သွားတဲ့ခါမှာတော့ဘိုလာတယောက်ဦးထီးရဲ့တချင်းနဲ့ကလို အချစ်ကိုဦးစားပေးခဲ့သူဖြစ်ခံယူလိုက်ပြီးလူမိုက်အလုပ်ကိုစွန့်လွတ်လိုက်ပါတော့တယ်မကြခင်မှာနှစ်ဦးသားရဲ့ခြေချင်းကိုလက်ထပ်ပွဲနဲ့တစိမ့်ခတ်နှိပ်လိုက်ပြီးတော့ဘိုလာဘွားလေးလည်းငြိမ်းချမ်းစွာနေထိုင်နိုင်ပြီလို့ထင်မှတ်ခဲ့ပေမဲ့ မာဖီးယားလောကကိုကြောခိုင်းခြင်းဟာကြာစိုးတကောင်ရဲ့ကြောပေါ်ကဆင်းရသလိုပဲဖြစ်ပြီးအတိတ်ကရန်ညှိုးတွေနဲ့လက်စားချိန်မဲ့သူတွေပေါ်လာခဲ့ကဘိုလာထောင်တန်းတသက်တကျွန်းကျသွားခဲ့ပါလိမ့်ထောင်ထဲမှာရှိနေစဉ်ဇနီးဆုံးပါသွားကြောင်းသတင်းရခဲ့ပြီးတဲ့နောက်မှာသူ့ဘွားကိုတယောက်တည်းဖြတ်တန်းရတော့မယ်လို့ထင်မှတ်ခဲ့မိပေမဲ့ဒိမ်မကြခင်ကမှသမီးလေးကိုမိဘမဲ့ဂေဟာပို့ထားကြောင်းသိခဲ့ရတယ်ဆိုပြီးအိုးသကြီးကိုပြောပြခဲ့တာပါရင်နာစရာဇလန်းကြောင့်ဘိုလာကိုတနာမိသွားပြီးဒိုင်ယာနာသတိလစ်နေတော့လစ်ထွက်သွားလိုက်ပါလားကို ရဲတွေကယုံစားလို့ရတာမဟုတ်ဘူးအဲဒီလိုပြောနေတော့မှပဲဒါယာနာရောက်နေတာကိုမြင်လိုက်ရလို့တချိုးတဲ့လစ်ပြေးပါတော့တယ်ဘိုလာကသူ့အိတ်ထဲကငွေချေချင်းလေးကိုထုတ်လိုက်ပြီးမဒမ်ကျုပ်သားတစ်စုံတစ်ခုဖြစ်သွားလို့ရှိရင်သမီးလေးကိုရှာဖွေပြီးတော့ဒီချေချင်းလေးကိုပေးပေးပါဗျာသူ့ဖေကပေးခိုင်းတယ်လို့လည်းပြောပေးပါဒါလေးဝင်နိုင်မို့ကျွန်တော်ထောင်ထဲမှာအလုပ်တွေအရင်စူးစားခဲ့ရတာကျမတို့ရဲတွေရဲ့ယူနီဖောင်းအနောက်မှာလူသားဆန်တဲ့နှလုံးသားရှိပါတယ် ရှင်เจ้าကိုကြားတော့ကျမကိုချင်းစာပြီးရင်သားတယ်ကျမမှလည်းရင်သွေးလေးရှိခဲ့ဘူးလေဒါမဲ့မိခင်စိတ်ထက်ရဲပီသားခြင်းနဲ့စိတ်ကြောက်ကိုဝင်လွယ်ထားတဲ့အချိန်မှာပဲတနတ်တန်ရနှစ်ချက်ရခဲ့လို့ရင်သွေးကိုဆုံးရှုံးလိုက်ရတယ်ဒါကြောင့်တကယ်စိတ်ရင်နဲ့ကိုချင်းစာပါတယ်ပြီးတော့ဒီပစ္စည်းကိုရှင်ကိုတိုင်းမပေးရမယ်ပေးနိုင်လိမ့်မယ်လို့လေကျမဂရီပေးတယ် တဖက်မှာចောင်းသားတယောက်သူ့ချစ်သူနဲ့စကားပြောနေတော့မှလူဆိုးတွေကပြင်ဘက်ကနေကြိုးခွင်းနဲ့လှမ်းဆွတ်လိုက်တော့အားလုံးပဲအတင်းဝိုင်းဆွဲကြပါလိမ့်။ဒါမဲ့အားဆိုးကမင်းတို့စောက်ယူတွေပဲလယ်ဘေးလှိလိုက်ကိစ္စပြတ်နေပြီဆိုပြီးអော်လိုက်တာနဲ့တကယ်ပဲလယ်ဘေးလှိပစ်လိုက်ကြပါတော့တယ်။အပြစ်မဲ့ចောင်းသားတယောက်တေဆုပ်မှုတွေပြန်ပေးဆက်တဲ့အနေနဲ့အန်ကတ်ဟာငါးစည်းတန်းကဒေါ်ကြီးတွေပိတ်တလေးနဲ့ငါးကောင်းကိုထုခွဲသူလိုမျိုးတေဆုံးသူကိုអော်ဟစ်လောင်ပြောင်နေတဲ့အားဆိုးရဲ့ကောင်းကိုထုခွဲပစ်လိုက်ပါတော့တယ်။ အားရှိုးလဲကြတေဆုံးသွားတာကိုအချုပ်ခန်းထဲကနေလှမ်းမြင်လိုက်တဲ့အာနီတာကလည်းသူညီကိုတတ်တဲ့သူကိုလုံးဝအလုံးမပေးဘူးဆိုပြီးဒေါသတကြီးနဲ့អော်နေတော့တာပါဘုရားចောင်းကိုလူနာတွင်ကားတွေရောက်လာတဲ့ချိန်မှာဒီဆင်းကအခုမှသတိရလာတဲ့ဟန်နဲ့ပြန်ဆင်းလာခဲ့ပြီးဒိုင်ယာနာကိုမြင်တော့သူအရက်နဲ့နဲ့ပဲတောက်ပြီလို့အခုအစိတ်ပြေသွားပြီလို့ပြောလိုက်ပါတယ်တချိန်တည်းမှာပဲညာလယုံဆိုတဲ့ဘူရာလည်းဘုရားចောင်းစီကိုရောက်လာခဲ့ပြီးတော့ဘူရာကလည်းရှေ့ထွက်ကရန်သူနဲ့ရင်ဆိုင်မှုအသင့်ပြင်လိုက်ပါတယ် ဒါပေမဲ့တင်းစပေါက်ဒီစင်းကနောက်ကနေဓာတ်နဲ့ထိုးလိုက်ချိန်မှာရန်သူတွေတပြိုင်တည်းဝင်ခုတ်ကြတာကြောင့်လူဆိုင်ကောင်းကြီးတမနဲ့အတွဲမှာပဲလဲပါတော့တယ်။အဲဒီချိန်သမီးလေးဂျိုဒီကမအိတ်နိုင်ပဲတင်းပင်အောင်မှာတစ်တာလေးဖေးချလို့ခွေးလေးကိုပုတ်တန့်ရင်သူ့ကိုလာတွေ့မယ်ဆိုတဲ့သူနဲ့တခုခုသွေးသားတော်ဆနိုင်တဲ့လူတယောက်ရောက်လာတော့မယ်မနှက်လင်းငင်ကိုစောင့်နေရှာပါလိ။ဘိုလာလဲသွားတော့အိုးတကြီးလဲဆွဲဖို့ခံလိုက်ရပြီ။ဒိုင်ယာနာကိုလည်းနှိမ့်ဆက်နေတာကိုမြင်တော့ ရဲတချို့ကမနေနိုင်တော့ပဲဝင်ကာကွယ်ဖို့စူးစမ်းရာကဘူရာကသူ့ကိုတချို့မဲရိတ်မိသွားပြီးရှင်းပစ်လိုက်ပါတော့တယ်အဲဒီချိန်မှာအာရှိုးတယောက်ငခုခေါင်းကိုထူခွဲခံလိုက်ရကြောင်းတရင်ရလိုက်ပြီးဘူရာကဒိုင်ယာနာကိုအရှင်ဖမ်းသွားခိုင်းတာနဲ့ဒရွတ်တိုက်ဆွဲသွားကြပါတယ်ဘူရာကိုတော့ရေတွင်းနဲ့ပြစ်ချဖို့ဆွဲလာချိန်မှာငွေချေချင်းကတွဲလောင်းကြပြီးတချွင်ချင်းမြည်လာခဲ့ကဘူလာအာယုံထဲမှာတော့တမီးလေးပြောတယ်ဟယ်လိုတမီးကဂျိုတီပါဦးကမနေ့ပြန်တမီးကိုလာတွေးမဲ့သူလားဟင် တမီးနဲ့ဘလို့တော်တာလဲဆိုတဲ့စကားတွေပဲတစ်ချက်ချက်ပြန်ကြားရောက်နေမိပါတော့တယ်။နောက်ဆုံးလေကားဆဲမှာခြေချင်းတန်ခြွင်ကလေးထပ်မိသွားချိန်မှာတော့ဘိုလာဖြတ်ကနေသတိပြန်ဝင်လာခဲ့ပြီးရုပ်တရက်စူပါဟီးရိုးစွမ်းအားနဲ့ရရှိသွားသလိုမျိုးခွန်အားတွေမြင့်မားစွာနဲ့တရုတ်လန်ခုတ်တိုင်းစော့သလိုမျိုးအိန္ဒိယသုံးကွာခရင်ကြီးနဲ့ရန်သူတွေကိုတဆွတ်ဆွတ်အမုံလိုက်ထိုးပါတော့တယ်။နောက်ဆုံးကြံရှိတဲ့သူ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့ဒီဆင်းကိုလည်းလယ်မင်းညစ်တက်လိုက်ပြီးတဲ့နောက်မှာ ဒိုင်ယာနာကိုသွားကယ်ဖို့ဆိုင်ကယ်ပေါ်ခရင်ကွာကြီးကန့်လန့်တင်ကထွက်ချလာခဲ့ပါပြီ။လိုင်းမီသွားချိန်မှာပြန်တဲ့ချင်းဆိုင်တရကျန်းဝင်ပေါင်းသွားပြီးကားခေါင်မှုပေါ်ခုံတက်ကဒရိုင်ဘာခေါင်မှုခရင်ကွာကြီးနဲ့ထိုးဆိုင်ချလိုက်ချိန်မှာတော့ကားလေလမ်းဘေးတစ်ပင်ကိုတဲ့တဲ့ကြီးဝင်ကျုံမာတော့တယ်။ကားပေါ်ကဒိုင်ယာနာသတိရလာချိန်မှာဗိုလ်လာနဲ့ဘူလာတို့အကျိတ်နဲ့တပ်ပုံနေတာကိုမြင်လိုက်ရပြီးအစာပိုင်းမှာဗိုလာတယောက်လူလဲခံရရပါမယ်။ဘူလာဓာတ်ထုတ်သုံးတော့မှသူ့ဓာတ်နဲ့သူအထိုးခံလိုက်ရပြီး နောက်ဆုံးမှာဟိုနိုင်ငံကဂျပန်နဲ့အပေါင်းပါချန်ရလျက်ဇာဝဘိတ်ကရုံးနဲ့တကွဟိုကရုံးဒီကရုံးတို့ထာဝရဂျိုးကတ်တော်မူကြမယ်အဝီစီကိုတန်တန်ကြီးစေးမာတော့၄အချုပ်ခန်းတွေကအာနီတာတယောက်ဖုန်းဘဲကရလိုက်လဲတော့မသိပါဘူးသူတပည့်တွေကိုဆက်သွဲကရှီးမြလက်နက်တွေအားလုံးယူလာပြီးသူ့ညီတေဆုံသွားရတဲ့ဒီစခန်းကိုအမုံကြိတ်ဖြစ်ဖို့အမိန်ပေးလိုက်ပါတော့၄မနက်လင်းငယ်ပါပြီဂျိုဒီမျောလင်းတကြီးနဲ့ဆောင်းစားနေတဲ့တဝူဒီတော်သွေးသားတော်ဆက်သူပေါ်မလာတာမို့လို့မျက်ရည်တွေစီးကျခဲ့ရပါတယ် ခရီးစားဖို့ကားမရှိတော့တဲ့ဘိုးလားစီကိုအိုးတကြီးတယောက်လမ်းမေးကြောက်တုံးကိုဝင်တိုက်ပြီးကားထိုးရက်လာကမမောင်းတဲ့မောင်းတဲ့နဲ့အရေးဆုံးမောင်းလာခဲ့ရတယ်လို့ဆိုပါလေ။ဒါနဲ့သူတို့လည်းခီးဆက်လာခဲ့ကြပြီးတော့တဖက်ကရဲစခန်းစီကိုတော့လက်နက်အပြည့်စုံနဲ့လူစိုးအဖွဲ့ကြီးကရောက်ချလာခဲ့ပြန်ပါလေ။ရှေးစင်နောက်စင်ဆိုသလိုပဲဘိုလာတို့လည်းရောက်လာကြပြီးတော့ဘိုလာတယောက်လက်ကျန်အရက်ကိုမော့ကာဥမင်လှိုင်ကောင်းကတဆင်စခန်းထဲကိုဝင်သွားခဲ့ပါလေ။အဲဒီနောက်ចောင်းသားတွေနဲ့အန်ကတ်ကိုလှိုင်ကောင်းထဲကိုဝင်သွားစေခဲ့ပြီးတော့ ဘိုလာကနောက်ပြန်လှဲ့ကချုပ်ခန်းကိုလှမ်းကြည့်လိုက်တော့သူ့မျက်နှာကိုသေးသေးချာချာမြင်လိုက်ရတဲ့အာနီတာတယောက်မြင်လိုက်ုံလေးနဲ့တင်သွေးပြက်ချောက်ချားကနှလုံးရသေဆုံးသွားပါတော့တယ်မယုံမရှိကြပါနဲ့ပြိတ်သက်ကြီးတို့ဒါကဘောလိဝူပါမြည်သည့်အရာမဆိုဖြစ်နိုင်ပါတယ်ဒါယနာလဲလှိုင်ကောင်းနဲ့လိုက်ဝင်လာခဲ့ကဖန်စီရမိတဲ့မိုးရစေးအားလုံးကိုတက်စီလောင်းမိရှို့ပစ်လိုက်ပါတယ်အန်ကတေတာတစ်ခုကိုဖွင့်ပြီးတော့တစ်ခုခုကိုမြင်သွားခဲ့ပြီဘိုလာကိုခေါ်ပြကာ အဲ့ဒါကြီးကဘလို့တုံးရတာလဲဆိုပြီးတော့မေးလိုက်ပါလေအပြင်ကကောင်လေးကတကားကိုဖြက်စီးကစကန်းလေးကိုကားကြီးနဲ့ဝင်ချလာတော့ဇတနာကြီးတက်လက်လွယ်ထားတဲ့ဘိုလာကိုတွေ့လိုက်ရပြီးကြီးစံမုံတိုင်းကျဲပြစ်လိုက်ရမှာတကောင်သားတွေကိုလန်းစိမ့်နဲ့ကိုသေးရွာကိုဒိုးကုန်ပါလေဘိုလာပြင်ထွက်လာပြီးတော့ဇတနာကြီးနဲ့ဝေရန်ပြစ်ခတ်လိုက်တော့ရာကနန်းရှိတဲ့လူစိုးတွေအားလုံး၅မိနစ်ခွဲလောက်နဲ့အတုံးယုံကားကုန်ကြတာပါတပတ်မှာဒီဘရက်ကလည်းဒိုင်ယာနာကိုကူညီပေးနေသူကဘိုလာဖြစ်ကြောင်းသတင်းရသွားချိန်မှာတော့ သူဇနီးနဲ့သမီးကိုနောက်ဆုံးနှုတ်ဆက်တယ်ကြည့်နေကြည့်ကသူအခန်းထဲကိုဝင်သွားပြီးကိုကိုကိုအဆုံးစီရင်သွားပါတော့တယ်ဇေယုံမှာရဲမှုကြီးကသူနဲ့တူအစိမ့်မိတဲ့ရာရှိအားလုံးအချိန်မီကုသခွင့်ရတာကြောင့်အသက်အန္တရာယ်မရှိခဲ့ကြောင်းအထက်ကိုသတင်းပို့နေခဲ့ပြီးဒီဘက်ရဲစခန်းမှာတော့လူနာတင်ရင်တွေနဲ့အလောင်းလာကောက်နေကြပါပြီချင်းညာတက်ကကောင်းလေးလိုမျိုးစာဖြစ်သွားတဲ့ဒူးဆိုင်သမားတွေကအေးဆိုင်စရာမရှိပေမဲ့အနာဂတ်ရဲ့ကျယ်တဝင့်ဖြစ်တဲ့ចောင်းသားတယောက်တည်ဆုံသွားတာအတွက်တော့ အန်ကအတော်လေးစိတ်ထိခိုက်နေမိပါလေဘိုလားစီကိုဒိုင်ယာနာကရှောက်လာပြီးဟိုမှာကြည့်ပါအောင်လို့ပြောလိုက်တော့သူလှမ်းကြည့်လိုက်ရမှာအထိန်တော်ကြီးနဲ့အတူသမီးလေးဂျိုဒီကိုမြင်လိုက်ရပါလေသူရင်နဲ့ဆုံဆုံနေနေကြီးဖြစ်သွားပြီးတော့သမီးလေးအနားသွားဖို့အတွက်မဝင်မရဲဖြစ်ကဒီဘက်ပြန်လှည့်လာပြီးတော့ဒိုင်ယာနာကိုငါသူ့ကိုဘာပြောရမှာလဲလို့မေးတော့သူမက မလိုပါဘူးသမီးကစပြောပါလိမ့်မယ်လို့ပြောလိုက်ပါလေဒါဖာနှစ်ယောက်သားမဝင်မရဲခြေလှမ်းတွင်နေ တဖြည်းဖြည်းရှောက်လာကြပြီးဂျိုသည့်နားရောက်တော့မျက်ရည်စတွေနဲ့ဦးလေးကဘာလုပ်လဲဆိုပြီးမေးပါလေဘိုလာကလည်းစိုးနေစွာနဲ့တမီးရဲ့ပပားပါဆိုတဲ့စကားကိုအတန်ထွက်လာအောင်တော်လေးစူးစားပန်းစားပြောလိုက်ရပါလေဂျိုသည့်မျက်နှာချက်ချင်းပဲဝင်းထိန်သွားပြီးတမီးရဲ့ပပားဟုတ်လားလို့ဆိုကားအတင်းဝင်ဖတ်ထားလိုက်ပါတော့လေအရင်နောက်တော့ဂျိုသည့်ရဲ့ခြေထောက်မှာငွေချေချင်းတွေဝစ်စင်ကဖာခင်ဖြစ်သူရဲ့ပေါင်ပေါ်အိတ်ရင်ခွေးလေးကိုပွေထားကား အိမ်ဆိုတဲ့နှွေးထွေးတဲ့နာခိုးရာစီကို ပြန်လာခဲ့ကြပါပြီ။ပင်လယ်ထဲမှာရှိတဲ့သင်းမောကြီးတစ်စီးပေါ်ကအင်အားတောင့်တင်းတဲ့ဒူးဆိုင်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူဟာဘူလာပြန်လွတ်လာပြီဆိုတဲ့တရင်စကားကိုကြားလိုက်ရပြီးတဲ့နောက်တန်မဏိအယိုးစုလက်နဲ့ကင်ထားတဲ့တနတ်ကိုစုပ်ချေပစ်လိုက်ပါလိမ့်။အရင်နောက်ဘူလာကိုသမင်းဝအောင်စားထားလို့ကြိမ်မောင်းလိုက်ပြီးနောက်ဇက်ရန်ရှိသေးသည်ဆိုတဲ့စာတန်းထိုးလာကရုပ်ရှင်ဟာဒီမှာပဲဇက်သိမ်းသွားခဲ့ပါကြောင်း တင်ပြခြင်းနဲ့ပဲဒီကနေ့တင်ဆက်မှုကိုတော့ဒီမာရီပဲညနာခွင့်ပြုပါအောင်ခင်ဗျာနောက်နေ့တွေများမှလည်းရုပ်ရှင်ဇာတ်ကားကောင်းများစွာနဲ့ပြန်လာခဲ့ပါအောင်မေအဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ပရိသတ်များနဲ့တကွဆွေမြန်မိသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါစေခင်ဗျာကျွန်တော်အန်ခင်မှုပါ